မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုဤလေးတွေအပြင် အတန်းစင် alike မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့ဓတမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့စလုံးပေါင်းတပ်ပုံမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြီးတော့ယင်ကြန့်ရှိနေတဲ့မှတ်တတ်တဲ့ဘီးလေးတွေအကြောင်းကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် စလုံးပေါင်းတပ်ပုံနော်စလုံးပေါင်းတပ်ပုံဆိုတာစာပေအရေးအသဆိုင်ရာစည်းကမ်းတစ်ခုပဲဖြစ်ပါတယ်စာရေးတဲ့နေရာမှာစလုံးပေါင်းတပ်ပုံကိုမှန်ကန်အောင်မရေးနိုင်လို့ရှိရင်အ내အတိတ်ပဲဒီလွဲမှားသွားတတ်ပါတယ်ဒါကြောင့်မလို့မြမသာအေးအတာမှန်ကန်ရေးဟာအခြေခံအချက်ပဲဖြစ်ပါတယ်။နော်စလုံးမောင်းတပ်ပုံမှားရခြင်းရဲ့အဓိက အကြောင်းရင်းရတော့အတန်တတန်မှာပဲစလုံးပေါင်းက၃လေးမျိုးလောက်၂မျိုး၃မျိုးလောက်ရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်ဥပမာအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်နော်ကျင်းဆိုတဲ့သကလုံးလေးကိုကြည့်မယ်ဆိုရင်ကျင်းနဲ့တွဲဆက်ပြီးတော့သကလုံးလေးလေးလုံးနော်ဆင်ပွားပြီးသွားလာကိုတွေ့ရမှာဖြစ်ပါတယ်နော်ကျင်းကျင်းရပစ်ကျင်းရရစ်ကျင်း အဲ့ဒီကျင်းကိုပဲညာလေးတက်ကျင်းရပင်ညာလေးတက်ကျင်းနဲ့ရရည်ညာလေးတက်ကျင်းဆိုပြီးတော့ရင်စလုံးပေါင်းလေး၄မျိုးကို ပွားသွားတာတွေ့ရပါတယ်เนาะမိမိတို့လိုချင်တဲ့အတိတ်ပဲဟာဘယ်စကလုံးနေနဲ့သုံးရမယ်ဆိုတာသိလို့ရှိရင်တော့เนาะစလုံးပေါင်းတက်ပုံမှားတော့မှာမဟုတ်ပါဘူးဒါဆိုရင်လုံးလုံးစဲဒီကျင်းလေး၄မျိုးလေးအတွက်เนาะတည်တည်တိထိုက်တဲ့ နော်စကလုံးလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ပထမကျင်နော်ကာတီရပ်ပေငတ်သက်ကျင်ဒီကျင်ကတော့ဘာလဲဆိုတော့ကျွမ်းကျင်မှုနဲ့ဆိုင်တယ်နော်ကျွမ်းကျင်မှုတို့ကျွမ်းကျင်သည်တို့အကျင့်တို့နောက်တစ်ခုကဒီကျင်နဲ့ပတ်သက်တဲ့နော်အတုံးအနှုံးကဘယ်မှာသွားတုံးလဲဆိုတော့အညစ်အကြေးဆိုင်ရာတွေမှာလဲသူကကျင်ရပ်ရပ်ပေကိုငတ်သက်ကျင်နဲ့ကျင်မှာသွားပြီးတော့တုံးတာတွေ့ရမှာဖြစ်ပါတယ်နော် ဥပမာနော်နောက်တစ်ခုကာကြီးရရစ်ကိုငတ်တက်နဲ့ကျင်းနော်ဒီကျင်းနာကြတော့ကျင်းနာတာတို့ညောကျင်းနာစွာတို့နော်ဒီအတိတ်ပဲလေးတွေနဲ့သုံးတယ်နော်ယူရစွာဆက်ဆန်နာတို့ချစ်ခင်နာတို့ဒီအသုံးနှုံးလေးတွေမှာဒီကျင်းဆိုတဲ့ရရစ်ကျင်းနဲ့သုံးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်ကျင်းကြတော့ညာလေးတက်နဲ့ကျင်းမှာ ကာဂျီယာပစ်ကိုညာလေးတက်နဲ့ကျင်သွားမှာဒီကျင်ကြတော့ဘာလဲဆိုတော့ကျင်းနာကျင်းမြောင်းနာသေးငယ်တာဆိုတဲ့အတိတ်ပဲနေနဲ့သက်ဆိုင်တဲ့အသုံးနှုန်းမှာကာဂျီယာပစ်ညာလေးတက်ကျင်ကိုသုံးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကာဂျီယာရဲ့ညာလေးတက်ကျင်ဒီကျင်ကြတော့เนาะရှောင်းကျင်သည် ရှောင်းရှားသည်ဝေးဝေးမှနေတယ်ဆိုတော့เนาะအသုံးအနှုန်းတွေမှာဒီကျင်ကိုသုံးတာ တွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ကျင်းဆိုတဲ့အတန်ထွက်ကလေးမှာပဲเนาะစင်ပွားစကလုံးလေးလေးလုံးနဲ့ပတ်သက်ပြီးတော့เนาะအတိတ်ပဲလေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ကဲနောက်ထပ်ဆက်ပြီးတော့ကြံခဲ့တဲ့เนาะမှားတတ်တဲ့ဘီးများဆိုတဲ့အကြောင်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်မှားတတ်တဲ့ဘီးကတော့เนาะလေးလုံးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ညလေးတက်တဲ့ည ထောက်ဝင်ပွဲနဲ့ထောက်ဝင်ပဲနော်မှားတက်တဲ့ဘီနော်ညာလေးတက်နဲ့ညညာလေးတက်နော်ညာလေးတက်နဲ့ညမှာနော်ညာလေးတက်ဆိုတာက ပါဠိစကားလုံးဖြစ်ပြီးတော့ညဆိုတာကတော့မြန်မာစကားလုံး ဖြစ်ပါတယ်ပါဠိညာလေးတက်နှလုံးစင်မယ်ဆိုရင်ညနဲ့တွားပြီးတော့ အတန်ထွက်မှာ ဖြစ်ပါတယ်ပါဠိနှလုံးညာလေးတက်နှလုံးဆင်ရင်ညဆိုတဲ့မြန်မာစကားလုံးဖြစ်ပါတယ်ဒါဆိုရင်ပညာဆိုတဲ့အတော့အနှုံလေးကိုကြည့်ရအောင်ပညာကိုနော်ညာလေးတက်နှလုံးဆင်ပြီးတော့ဖက်လိုက်ရင်မြန်မာမြန်မာစကားလုံးပညာဆိုပြီးတော့နော်အတန်အတွက်ထွက်မယ်ဒါဆိုရင်သူ့ရဲ့အတော့အနှုံလေးကိုကြည့်ရအောင်ပါးစောက်ကိုညာလေးတက်နဲ့နော်ပင်ထားတယ် ညာလက်သက်ကိုရေးချထားတယ်နော်ပဆောင်ညာလက်သက်ပင်ညာနော်ညာလက်သက်ရေးချညာပင်ညာဒီလိုဖတ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကပုံညာပုံညာဆိုရင်တော့နော်ညာကနကပြောထားတယ်ဒီညာလက်သက်နှလုံးစင်ညာဆိုတဲ့အတန်ထွက်တဲ့အတွက်ကြောင့်မလို့ပူညာနော်ပူညာလက်သက်နဲ့ညာလက်သက်နဲ့ပေါင်းလိုက်လို့ရှိရင်ပုံညာဆိုတဲ့အတန်ထွက်မှာ ဖြစ်ပါတယ် ကဲဒါဆိုရင်ညံညံကိုများသောအဖြစ်ညကိုရေးချနာကြီးတက်နဲ့ညံကြပါတယ်အဲ့လိုရေးလို့ရှိရင်သူကမှားတဲ့အတုံးအနှုံဖြစ်ပါတယ်သူကဘလို့ရရမလဲဆိုတော့ညာလေးတက်ကိုရေးချနာကြီးတက်နဲ့ညံလို့ရေးမှာမှန်မှာဖြစ်ပါတယ်ညံပူဇော်တာတို့ညံတော့အမြင့်တို့အဲ့ဒါကိုဒီလိုညညာလေးတက်ရေးချနာကြီးတက်နဲ့ရေးမှာမှန်မှာဖြစ်ပါတယ်ရေးရမှာဖြစ်ပါတယ် ကဲနောက်တစ်ခုကတော့ထောက်အောင်ပဲနှလုံးတစ်လုံးကလဲရစ်မပါဘူးနောက်တစ်လုံးကလဲရစ်ပါတယ်လဲရစ်ပါတယ်ထောက်အောင်ပဲဆိုတာเนาะတတလင်းချင်းနဲ့ထောက်ဝင်ပွဲကိုစင့်ထားတဲ့အတန်အတွက်ဖြစ်ပါတယ်ထောက်ဝဲထပွမ်းပွဲဆိုတဲ့အတန်အတွက်ဖြစ်ပါတယ်ကဲဒါဆိုရင်အထမဆိုတဲ့ဂဏန်းကိုကြည့်အောင်အထမကိုเนาะတောင်းဝင်တတလင်းချင်းနဲ့ထောက်ဝင်ပဲနဲ့စင့်ထားတယ်ဆိုတဲ့အတွက်ကြမလို့ အာကိုတတလင်းကျိန်းနဲ့တန့်ရင်အတ်ဆိုတဲ့အတန်ထွက်ပြီးတော့ထောင်းမဲနဲ့မနဲ့ပေါင်းရင် ထမအထမလို့ရေးဖတ်မှာဖြစ်ပါတယ်။အဲဒီလိုပဲပြထန်းဆိုတဲ့เนาะရေးထားတော့ဒါလည်းရစ်ပါတဲ့เนาะထောင်းဝင်ဘူးနဲ့ထောင်းဝင်ပွဲနဲ့ရေးထားတာဖြစ်ပါတယ်ပြထန်းเนาะ ပြဖို့ပါတော့ရရဲ့ပြကိုသူကတတလင်းကျိန်နဲ့တတ်တယ်ထောက်ဝံပဲရိုးရိုးထောက်ဝံပဲကိုရေးချနတ်တတ်နဲ့ထန်းထားတယ်ပြတ်ထန်းနော်အဲ့လိုပဲဌာနဌာနမှာနော်ဒါမှတ်တတ်တဲ့စကလုံးလေးနောက်တစ်ခုကြတော့ဌာနဌာနကိုလည်ရင်နဲ့ရေးရင်မှားပါတယ်အဲ့ဒါကတော့မှတ်ထားရမယ်စကလုံးလေးဖြစ်ပါတယ်ဒါလေးကတော့နော်သူကမှတ်တတ်တဲ့ဘီလင်း နော်မှားတတ်တဲ့ပြီးလေးအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီနေ့မှာမှားတတ်တဲ့စလုံးပေါင်းတပ်ပုံများတဲ့ကနေပြီးတော့ရင်ကြံရှိခဲ့တဲ့နော်ပြီးလေးတွေမှားတတ်တဲ့ပြီးများအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်။ဒီနေ့ပြောပြပေးသွားခဲ့တာကတော့တတ္တမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့စလုံးပေါင်းတပ်ပုံမှန်ကန်ခြင်းဆိုတဲ့ နော်အခန်းလေးကမှားတတ်သောစလုံးပေါင်းတပ်ပုံများဆိုတဲ့အကြောင်းကို နော်တင်ပြပေးသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်